မေလ၁ရက်နေ့ကြာသာရင်းနေ့ကကစားခဲ့တဲ့ယူရိုပါလိအဆင်မီဖိုင်နယ်ပထမအကြော့ပွဲစဉ်တွေမှာပရီးမီးယားလိဂ်ထိပ်သေးတွေဖြစ်တဲ့မန်ချက်စတာယူနိုက်တက်နဲ့စပါတင်တို့ဟာပြန်ဘက်အသင်းတွေကိုဂိုးပြတ်အနိုင်ရပြီးဘောလုံးပွဲတက်ရောက်ဖို့အချိန်တွေကောင်းသွားခဲ့ပါတယ်။ဒီအသည့်ပရီးမီးယားလိဂ်မှာရလက်တွေစိုးရွားနေပြီးဝေဖန်ခံနေရတဲ့မန်ချက်စတာယူနိုက်တက်အသင်းဟာယူရိုပါလိအဆင်မီဖိုင်နယ်ပထမအကြော့ဖြစ်စပိန်ကလပ်ဘီဘာအိုအသင်းကိုအဝေးကွင်းမှာကစားခဲ့ရပေမဲ့၃ဂိုးဂိုးမရှိနဲ့ဂိုးပြတ်အနိုင်ရခဲ့တာပါ။ Manchester United အတွက်ဂိုးတွေကိုပွဲချိန်မိနစ်30မှာကက်စီမီရိုပွဲချိန်38မိနစ်နဲ့45မိနစ်တွေမှာအသင်းကောင်းဆောင် Bruno Fernandes ကသွင်းယူခဲ့ပါတယ်။ပွဲချိန်35မိနစ်မှာ penalty area အတွင်းဂိုးသွင်းဖို့ကြိုးစားခဲ့တဲ့ Huilan ကိုပြပအောင်နောက်ခံကစားသမား BBN ဆွဲခဲ့တာကြောင့်တိုက်ရိုက်အနီးကပ်နဲ့ထုတ်ပယ်ခံရသလို penalty လည်းပေးခဲ့ရတာကြောင့် Manchester United အတွက်ပိုလွယ်ကူခဲ့ပြီးဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ စပါတင်ကတော့အင်ကွဲမှာ Norway Club Bodeglim အသင်းကို3ဂိုးတဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။စပါတင်အတွက်ဂိုးတွေကိုပွဲချိန်10မိနစ်မှာ Brandon Johnson 34မိနစ်မှာ Madison နဲ့66မိနစ်မှာ Solan Kiro ကပန်နဒီကနေတဆင့်သွင်းယူခဲ့ပြီး Bodeglim အတွက်ဂိုးကိုတော့ Sosness ကပွဲချိန်83မိနစ်မှာသွင်းယူခဲ့တာပါ။ Europa League semi-final ဒုတိယကြော်ပွဲစဉ်တွေကိုမေရှင်းရမှာကစားမှာဖြစ်ပြီးပထမအကြော်မှာဂိုးပြတ်အနိုင်ရခဲ့တဲ့ Manchester United အသင်းနဲ့ Spurs အသင်းတို့ဘောလုံးပွဲတက်ရောက်ဖို့အခြေအနေကောင်းနေတာဖြစ်ပါတယ်။ 2024-2025ရာသီယူရိုပါလိဘောလုံးပွဲကိုတော့ဖီဘာအိုအသင်းရဲ့အိမ်ကွင်းဖြစ်တဲ့ဆန်မားမီးစ်ကွင်းမှာမေ22ရက်မှာကျင်းပသွားမှာဖြစ်ပါတယ်။